အလုံးမင်းမြင်လာပါရှင်ဒီတစ်ပတ်ငါတို့နိုင်ငံဘာထူလဲဆိုရပေါက်ကက်အစီအစဉ်လေးကနေကြိုဆိုပါရစေဒီတစ်ပတ်မလ3ရက်နေ့ကနေ6ရက်နေ့အတွင်းစစ်ကောင်စီဘက်ကသတင်းတွေ တော်တော်များများထူခဲ့တယ်လို့ဆိုရပါမယ်ဘာလို့လဲဆိုရင်တော့စစ်ကောင်ဆောင်မင်းအောင်လိုင်းရဲ့ရုရှားနဲ့ဘယ်လာရုခီးစဉ်ကြောင့်ပဲဖြစ်ပါတယ်ရုရှားခီးစဉ်အတွင်းထုံမပြောခဲ့တဲ့ရွေးကောက်ပွဲကျင်းပမယ့်ရက်ကိုဘယ်လာရုမှာပြတ်သွားပါတယ် ဒါအပြင်စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ဗိုလ်ချုပ်ကြီးတွေအပါအဝင်ဒုဝန်ကြီး73ကနေဒါရဲ့တန်ခတ်ပိတ်ဆို့မှုခံရပြန်ပါတယ်တိုင်းနာလက်နက်ကင်တွေဘက်မှာတော့ KNA နဲ့ TNN တွေတို့ကြားကပဋိပက္ခမီပိုကြီးလာတဲ့ဆွေတဲ့တွေကလည်းထူပါတယ်။ဒီလိုသတင်းတွေနဲ့အတူအထူးခြားဆုံးဖြစ်ပျက်ခဲ့တဲ့သတင်းတွေကို အနှစ်ချုပ်ဖတ်ပြမှာပဲဖြစ်ပါတယ်။ပထမဆုံးတစ်ပုဒ်အနေနဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ရုရှားခီးစင်ကိုဒီတစ်ပတ်သတင်းနာနေ့မလ3ရက်ကစတင်ခဲ့ပါတယ်။ အဲ့ဒီနောက်အင်္ဂါနေ့မှာမော်စကိုကို ရောက်ရှိခဲ့ပြီးရုရှားသမ္မတပူတင်ပါဝင် အစိုးရထိတဲ့အရာရှိတွေလက်တော်ဥက္ကဋ္ဌဒုဥက္ကဋ္ဌတွေလည်းစစ်ကောင်းဆောင်ကိုထွက်တွေ့ခဲ့ကြပါတယ်။မစ္စတာပူတင်ကပထမအကြိမ်2022ခုနှစ်တုန်းကနဲ့မတူဘဲစစ်ကောင်းဆောင်ကိုဖလဲတကင်းကြိုဆိုခဲ့တာကိုတွေ့မြင်ရပါတယ်။အရင်ကထက်ပုံပုံလိုက်လျောပြောဆိုခဲ့တာတွေလည်းပြုလုပ်ခဲ့သလိုဒီခီးစဉ်တဲ့ရုရှားမြန်မာနားလည်မှုစာကြံလွှာကိုကိုအထိလက်မှတ်ရေးထိုးခဲ့တယ်လို့စစ်ကောင်စီအပြင်ရုရှားအစိုးရဘက်ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ သူတို့နှစ်ယောက်တွေ့ဆုံပွဲအတွင်းစစ်ကောင်းဆောင်ကပူတင်ကိုဗုဒ္ဓမြတ်စွာဘုရားဟောခဲ့တဲ့ဗျာဒိတ်တော်လာမဟာမိတ်ဆိုပြီးသူ့ကိုယ်သူအပါအဝင်နှစ်ယောက်စလုံးကိုဘရင်အနေနဲ့သမုတ်ခဲ့တာနဲ့ပတ်သက်ပြီးမီဒီယာတွေထပ်ပွဲဆူစည်းခဲ့ပါတယ်။သူကိုယ်တိုင်ပုံကြီးချက်မိတူဆွဲလာတဲ့ဆိုတော့မြန်မာစာအုပ်ကြီးကိုလည်းပူတင်စီတအုပ်လက်ဆောင်ပေးခဲ့ပါသေးတယ်။အဲ့ဒီနောက်မလ6ရက်နေ့မှာရုရှားရဲ့အင်ဂျင်နီယာဖြစ်ဂျော်ဂျင်းကတ်ထားကြသူအာနာရှင်ပွဲခံထားသူအုပ်ချုပ်နေတဲ့ဘယ်လာရုနိုင်ငံစီခီးဆက်ခဲ့ပါဗျာ အဲ့ဒီမှာဘယ်လာရုသမ္မတလူကာချန်ကောနဲ့လည်းတွေ့ဆုံခဲ့ပြီးနှစ်နိုင်ငံအစိုးရတွေလည်းတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။လူကာရှန်ကောကိုစစ်ကောင်းဆောင်ကမြမစီလာဖို့ဖိတ်ခဲ့တယ်လို့သူကလည်းမကြမီလာမယ်လို့အကြောင်းပြန်ခဲ့ပါတယ်။စီဝါရေးကဏ္ဍမှာဘယ်လာရုစစ်ကောင်စီတို့ပူးပေါင်းဆောင်ရွက်ဖို့လည်းသဘောတူညီမှုတွေရခဲ့တယ်လို့လူကာရှန်ကောကထုတ်ပြောသွားပါတယ်။စစ်ကောင်းဆောင်ကဘယ်လာရုသမ္မတကို အကမဟာသေယစုတွေဘွဲကိုပေးအပ်ခဲ့ပါတယ်။ဒုတိယတဘောအနေနဲ့ လာရုနိုင်ငံစီရောက်ရှိနေတဲ့မလ9ရက်နေ့မှာပြုလုပ်တဲ့နှစ်နိုင်ငံအစိုးရချင်းတွေ့ဆုံဆွေးနွေးပွဲအတွင်းစစ်ကောင်းဆောင်ကမြန်မာမှာသူတို့လုံမဲ့ရွေးကောက်ပွဲကာလကိုထုတ်ပြောသွားပါတယ်။ဒီနှစ်2025ဒီဇင်ဘာဒါမှမဟုတ်2026ခုနှစ်ဇန်နဝါရီလထဲမှာအစိုးဆုံးအနေနဲ့ရွေးကောက်ပွဲကျင်းပဖို့စီစဉ်နေတယ်လို့စစ်ကောင်းဆောင်မင်းအောင်လှိုင်ကပြောသွားတာဖြစ်ပါတယ်။ ပူတင်နဲ့ပူရဲပြုလုပ်တဲ့သတင်းဆောင်ရှင်းလင်းပွဲမှာမပြောဘဲလူကရှန်ကောနဲ့ဂျမပြောခဲ့တာဖြစ်ပြီးပြီးကြတဲ့ရွေးကောက်ပွဲမှာနိုင်ခဲ့တဲ့ဘယ်လာရုသမ္မတကိုလည်းဂုဏ်ပြုချီးမွမ်းခဲ့ပါတယ်။စစ်ကောင်းဆောင်ကကျွန်တော်တို့ဟာပြီးကြတဲ့2020ပြည့်နှစ်ရွေးကောက်ပွဲမှာမဲမတမာမှုတွေဖြစ်ခဲ့တဲ့အတွက်ကြောင့်ကျွန်တော်တို့နိုင်ငံတော်ကိုအရေးပေါ်ကြေညာပြီးခိတ္တတာဝန်ယူထားတာဖြစ်ပါတယ်။ဒါကြောင့်မကြာခင်မှာလည်းဥပဒေနဲ့အညီရွေးကောက်ပွဲကျင်းပသွားဖို့ရှိပါတယ်။ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာဒါမှမဟုတ်2026ခုနှစ်ဇန်နဝါရီလအစောဆုံးကျင်းပသွားဖို့စီစဉ်ထားကြောင်းပြောလိုပါတယ်လို့ပြောကြားထားတဲ့အကြောင်းစစ်ကောင်စီကထုတ်ပြန်ခဲ့ပါတယ်။ရွေးကောက်ပွဲဝင်မို့ပါတီပေါင်း53ခုကစည်ရင်ပေးသွင်းထားပြီးဖြစ်ပြီးရွေးကောက်ပွဲကျင်းပမှုနဲ့ပတ်သက်ပြီးဘယ်လာရုနိုင်ငံရဲ့လက်လာရေးအဖွဲ့ကိုလည်းလာရောက်ကြည့်ရှုဖို့စစ်ကောင်ဆောင်ကဖိတ်ခဲ့ပါသေးတယ်။ စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲကအနိုင်ရလာမဲ့သူတွေကိုအာဏာလွဲအပ်သွားမယ်လို့စစ်ကောင်ဆောင်ကအကြိမ်ကြိမ်ထုတ်ပြောထားပါတယ်။ဒါပေမဲ့စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာကကန့်ကွက်ထားပြီးအတိုက်အခံတွေဖြစ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH တို့ကလည်းကန့်ကွက်လက်မခံကြောင်းသဘောထားထုတ်ပြန်ထားပါတယ်။နောက်တစ်ပုဒ်အနေနဲ့ ပြည်သူရွေးချယ်ခဲ့တဲ့ရွေးကောက်ပွဲနိုင်အစိုးရကိုဖြုတ်ရှာပြီးအာဏာသိမ်းခဲ့တဲ့စစ်ကောင်စီတပ်ခေါင်းဆောင်တွေကိုနိုင်ငံတကာကတန်ခတ်ပိတ်ဆို့မှုတွေပြုလုပ်နေရမှာကနေဒါနိုင်ငံလည်းပါဝင်လာပါတယ်။ဒီတစ်ပတ်ထဲမှာပဲဗိုလ်ချုပ်ကြီးတွေစစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ဝန်ကြီးနဲ့ဒုဝန်ကြီး73ပါဝင်တဲ့ထပ်မံပိတ်ဆို့တဲ့ဇင်းကိုထုတ်ပြန်လိုက်တာဖြစ်ပါတယ်။အဲ့ဒီထဲမှာရာတို့အမြင့်ဆုံးကစစ်ကောင်စီရဲ့ဖွဲ့ဝင်ဥပရွှေဖြစ်ပြီးရေတဲကျောင်းဟောင်းအခုစစ်ကောင်စီဩဂထရုံးဝင်ကြီးဖြစ်နေတဲ့ဗိုလ်ချုပ်ကြီးမိုးအောင် ကာကွယ်ရေးဒုဝန်ကြီးဗိုလ်ချုပ်ကိုလေဗိုလ်ချုပ်ကြီးမြားထွန်းဦးရဲ့ဒုဝန်ကြီးတွေဖြစ်တဲ့ဗိုလ်မှူးချုပ်လူမော်ဦးအောင်မြိုင်နဲ့ဦးအောင်ကျော်ထွန်းတို့တန်ခတ်ခံရတဲ့ဆင်းနဲ့တွေ့ရပါတယ်။ဒါအပြင်စစ်ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာနနှစ်ဝန်ကြီးဦးကိုကိုလိုက်စစ်ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာနလေးဝန်ကြီးဦးအောင်ကျော်ဟိုယင်းနှမြုံနံမှုနဲ့နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဒေါက်တာကန်စောတို့လည်းအေးအေးယူခံရပါတယ်။ ဒါအပြင်စီမံကိန်းနဲ့ဗန္ဓာရေးဝန်ကြီးဌာနဒုဝန်ကြီးတွေဖြစ်တဲ့ဦးမင်းထွန်းနဲ့ဒေါ်သန်းသန်းလင်းတိုင်းသောလူမျိုးများရေးရဝန်ကြီးဦးခွန်တန်းစော်ထူတို့လည်းအပါအဝင်ပါပဲမြန်မာစစ်တပ်ကိုအဖွဲ့၃ခုခွဲပြီးအရေးယူခဲ့ပြီးအမှတ်33ရှေလင်းတက်ရင်နဲ့ကာကွယ်ရေးဝန်ကြီးဌာနတို့ကိုနာမည်တက်တန်းခတ်ဖိတ်ဆိုခဲ့ပါတယ် စစ်ကောင်စီတပ်ဦးဆောင်သူတွေကနေကျူးလွန်ခဲ့တဲ့လူအခွင့်အရေးချိုးဖောက်တာတွေအမြင့်တွယ်နေတဲ့အကြံဖတ်မှုတွေဖိနှိပ်မှုတွေသာမကပိုဆိုးလာတဲ့မြန်မာအကြက်တဲတွေအတွက်အထူးကတာဝန်ရှိတာကြောင့်ပိတ်ဆို့အရေးရာလို့လဲကနေဒါအစိုးရရဲ့ထုတ်ပြန်ချက်ထဲဖော်ပြထားပါတယ်။နောက်ဆုံးတစ်ပတ်အနေနဲ့ပြီးခဲ့တဲ့နှစ်တွေကလည်းတအုံနှွေးနှွေးနဲ့အောက်ခြေမှာကချင်လွတ်လပ်ရေးတပ် KIA နဲ့တန်းတက် TNL တို့ကြောင့်ပဋိပက္ခအသွင်ဆောင်နေခဲ့ကြပါတယ်။ ဒီနေ့ထဲမှာတော့နှစ်ဖက်ထိုးကြကြိတ်ကြတဲ့အဆင့်ထိမြင့်တက်လာခဲ့သလိုဒီအပတ်ထဲမှာတော့နှစ်ဖက်ထိတိုက်တွေ့မှုက ရုံးဝင်စည်းတဲ့အထိဖြစ်လာခဲ့ပါတော့တယ်ဒီတစ်ပတ်တောက်ကြံနေမလ9ရက်ညနေပိုင်းမှာရှမ်းပြည်မြောက်ပိုင်းကုတ်ခိုင်မြို့မှာရှိတဲ့ကချင်လွတ်လပ်ရေးအဖွဲ့ KNY ရဲ့ဆက်ဆံရေးရုံးကို TNL တပ်ဖွဲ့ဝင်အချို့ကဝင်ရောက်စီးနင်းခဲ့ပြီး KNY တပ်ဖွဲ့ဝင်အချို့ကိုဖမ်းဆီးသွားခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးမျက်မြင်တွေ့ခဲ့တဲ့ဒေသခံတွေကိုကိုးကားပြီးဒေသတွင်းသတင်းဌာနတွေအပါအဝင်သတင်းဌာနတော်တော်များများမှရေးသားဖော်ပြခဲ့ကြပါတယ်။အင်အားများနဲ့ရှိရှိနိုင်တဲ့ TNL တပ်ဖွဲ့ဝင်တွေကတောက်ကြနေညနေ9:00နာရီလောက်မှာ KIO ရုံးကိုလာပြီးထွက်သွားကြဖို့ပြောဆိုတာကနေနှစ်ဖက်အခြေအနေစဖြစ်ခဲ့တာလို့ဆိုပါတယ်။မြန်မြင့်တွေရဲ့ပြောပုံအရ TNL ဘက်ကအင်အားသုံးပြီး KIA တပ်ဖွဲ့ဝင်တွေကိုဖမ်းဆီးခေါ်ဆောင်တော့တာဖြစ်တယ်လို့သိရပါဗျ။ အဲ့ဒီဖြစ်စဉ်အတွင်း KNY တပ်ဖွဲ့ဝင်အယောက်20ဝန်းကျင်လောက် TNL တပ်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီးခြင်းခံရပြီးအရက်ခင်းတွေစိုင်းမစာရန်တွေအကုန်လုံးကိုတင်စီသွားတယ်လို့ဆိုပါတယ်ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး KNO နဲ့ TNL တို့ဘက်ကတရားဝင် ထုတ်ပြောလာတာမျိုးမရှိသေးပါဘူး KIA TNL နဲ့ MNDA တက်တွေရှိနေတဲ့ကုတ်ခံမျိုးဟာအငင်းပွားမှုတွေမကြာခဏဖြစ်ပေါ်နေတဲ့မျိုးလဲဖြစ်ပါရဲ့ရှင်။ အခုနားဆင်ကြကြရတာကတော့ CJ Platform ရဲ့ဒီမှငါတို့နိုင်ငံဘာထူလဲဆိုတဲ့ podcast အစီအစဉ်လေးပဲဖြစ်ပါတယ်။ဒီအစီအစဉ်လေးကိုအပတ်စဉ်တနင်္ဂနွေနေ့နေ့လယ်၂နာရီအချိန်တိုင်းမှာ CJ Platform ရဲ့ Facebook, YouTube နဲ့ Telegram Channel တို့မှာတင်ဆက်ပေးနေတာမို့စောင့်မျှော်နားဆင်ပေးပါအောင်ရှင်။